အားလုံးမင်္ဂလာပါညာကျွန်တော်တို့ရဲ့ပုံမှန်တက်ဆက်နေကြဖြစ်တဲ့တော်လန်ဝီဘန်လေကန်ကြတဲ့တော်ဝီလေးအစီအစဉ်ကနေအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်နဲ့တင်ထောက်တဲ့နှစ်ယောက်ထုံးစံတိုင်းကျွန်တော်နိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့စေရေးနိုင်ငံရေးအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုသွားမှာဖြစ်ပါခင်ဗျာဒီတော့မင်္ဂလာပါတင်ထောက်ရေးဟုတ်မင်္ဂလာပါကိုဒီနေ့ကတော့အော်ဒီဒီတိုက်ပွဲအကြောင်းလေးနည်းနည်းတော့ပြောမယ်ကွာတိုက်ပွဲအကြောင်းဆိုတာတဲ့တိုက်ပွဲအကြောင်းပြောမယ်ဆိုတာလည်းဘာကြောင့်ပြောခြင်းလဲဆိုတော့တိုက်ပွဲအကြောင်းပြောဖို့ကလေဟို ပြောပြောပြောဖို့လိုလိုတဲ့အကြောင်းအရာကြီးဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာပြတင်းတစ်ခုတက်လာတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ကဒီစစ်ကောင်စီစကန်၉ခုတော်လိုင်းတက်တည်နေ PDF ပေါ့နော် NUG MOD လောက်ကဒီတော်လိုင်းတက်တည်နေ KNA နေနဲ့ဒါပေါင်းပြီးတော့ဝိုင်းပြီးတမလိုက်တယ်ပေါ့ဆိုတော့ဒီသတင်းတက်လာတဲ့ခါကျတော့အရန်ယူတာလုံးဝဟိုဆောင်ရမ်းယူမိုက်တယ်ဆိုတော့ဟိုတိလိုက်ရတယ်အဲ့မှာဟိုနေအရှင်တွေလေး မိတယ်ပေါ့ကွာအရှင်လေးလည်းမိတယ်ပစ္စည်းလည်းရတယ်ဆိုတော့ဓာတ်ပုံနေပါရဲ့ဆိုလို့ရှိရင်မှတွေ့မှာပဲရှိမှဒူးတွေထောက်ပြီးတော့ဗေးထိုင်နေရတွေ့ရဆိုတော့ဒီတည်းနဲ့တက်လာတဲ့ခါကျတော့လင်းထောင်ကတော့အဲ့နဲ့ပတ်သက်ပြီးတော့ဘာတွေပြောချင်တယ်ဒါလင်းထောင်စီအရင်နားထောင်ကြည့်ရကျွန်တော်ရန်ကုန်မန္တလေးအမြန်ဟိုကားလန်းလမ်းဟောင်းเนาะအမြန်လမ်းဟောင်းပေါ့အဒီလမ်းဟောင်းပြောရမယ်ဆိုရင်တော့ညောင်လေးပင်ကြောက်တကားပေါ့เนาะကြောက်တကားဖြူး အရင်တော့ဟိုအန်နယ်မီတွေကပြောရမယ်ဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ရဲ့တော်လန်ရေးရဲဘော်တွေအဲတက်ကြွလှူရှားသူတွေပေါ့နော်ဟိုတတိထားပြီးတော့သွားလာတယ်နောက်ပြီးတော့ဖမ်းခန့်ဖမ်းစည်းခံရတဲ့အန်နယ်မီဒေတာတွေလို့အကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အာအန်နယ်မီဆိုရင်ဒါပြောရမယ်ဆိုရန်ကုန်ပြန်တက်တဲ့သူတို့ပေါ့နော်ဒါပြည်တွင်းကိုပြန်ဝင်တဲ့သူတို့ဘာလို့ဆိုရင်အနာကနေပြီးတော့ဒီကောင်းနေအตาလေးစောင့်ဖမ်းနေကြပေါ့နော်အနာကနေပြီးတော့အตาလေးစောင့်ဖမ်းနေကြ ပြီးရင်အကနေပြီးတော့အဲဒီကောင်လေးနေမီလှူရှားမှုနေမီဆုံးမှုဆိုတာလည်းဒီကောင်လေးရဲ့ထိန်းချုပ်နေမြေတခုလို့အာကျွန်တော်တို့ပြောလို့ရတယ်ဘောနော်အဲ့တော့အမြန်လမ်းဆိုရင်လူတွေကမြင်နေကြတာကျွန်တော်တို့ဒီလမ်းမကြီးပဲမြင်နေကြဘောနော်ဒီနေပြီးတော့ဘေးနားလမ်းမကြီးပဲတကယ်တမ်းကျတော့ဟိုဘက်ကအမြန်လမ်းဆိုတာလည်းအာကျွန်တော်တို့အာတကယ်ကိုအရေးပါတဲ့လမ်းကြောင်းတခုလို့အာကျွန်တော်တို့ပြောလို့ရတယ်ဘောနော်အဲ့တော့ဒီလမ်းပေါ်ထီးကိုကျွန်တော်တို့ကတက်လာတယ်အာတက်လာပြီးတော့စခန်းသိမ်းတိုက်ပွဲတွေအာလုပ်တယ် ပြောမလို့ဒါကဟိုအားရလားဆိုအားရတယ်ဟုတ်တယ်ဒါကစကန်းသိမ်းတိုက်ပွဲပဲရှိသေးတယ်ဒါပေမဲ့အာနေမြေတိမ်းတာတော့မဟုတ်သေးဘူးပေါ့ဒါပေမဲ့ဒီပုံမှာကျွန်တော်တို့ကနေမြေစိုးမိုးမှုတစ်ခုကိုရနိုင်ပြီဆိုတာကိုကျွန်တော်တို့ပြလိုက်တာပဲအဲ့တော့အဓိကတော့ဟို KNU တက်မှုတူပြောတဲ့စကားတစ်ခုကျွန်တော်သတိရတယ်ဟောပေါ့နော်ဟိုစစ်ဌာနချုပ်ကိုနေပြီးတော့မှတင်းတင်းပြောတာပေါ့နော်စောင့်မယ်ဆိုတဲ့ဥစ္စာပေါ့နော်ဟိုတလောလေးရတယ်ပြောတာ ဟိုကျွန်တော်တို့ရဲ့တော်လှန်ရေးတပ်တွေကလည်းတဖြည်းဖြည်းနဲ့ပေါ့နော်ဟိုနေမီဆုံးမှုနေမီအားကောင်းမှုအာနောက်ပြီးတိုက်ရိုက်ခိုက်ရအဒီဘိုင်းတွေကတဖြည်းဖြည်းအာတိုးတက်လာပြီဆိုတာကိုကျွန်တော်တို့မြင်ရတယ်နောက်ပြီးတော့ဒီသတင်းမှာကျွန်တော်တခုတခုကစကန်းခုကိုတပြိုင်တည်းဝင်တိုက်တာနော်တခုပြီးမှတခုတည်းတိုက်တာမဟုတ်ဘဲနဲ့တပြိုင်တည်းဝင်တိုက်တဲ့ဥစ္စာလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့တေဆုံးမှုကလည်းအယောက်20ကျော်တယ် ပြောမယ်ဆိုဒီလမ်းပေါ်မှာဒါသူတို့နေမည်ဆုံးမှုရဖို့အတွက်စစ်တပ်ကထားထားတဲ့စခန်းတွေလို့ကျွန်တော်တို့ယူဆလို့ရတယ်အဒီစခန်းတွေကိုဝင်တိုက်တာလို့ကျွန်တော်တို့ပြောလို့ရအဲ့တော့မင်းတို့ဘယ်လောက်လုံနိုင်နေပြီလဲမင်းတို့ဘယ်လောက်ထိရှေ့ရောက်နေပြီလဲမင်းတို့ဘာတွေလုံနေလဲဆိုတာကိုဘာလို့ကျွန်တော်တို့မြင်အောင်ကြည့်မယ်ဆိုရင်ဒါဒီဖြစ်စဉ်တွေကကျွန်တော်တို့မြင်အောင်ကြည့်လို့ရတဲ့ဖြစ်စဉ်တွေလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့ဒါမှဆိုရင်ဒါညောင်လေးပင်ကြောက်တကဖြူဟိုဘက်မှာဆိုမုံဟလာအဘက်ဒီမှာဆိုဟိုတလုံးတော့ဆို တရင်ဌာနချုပ်တွေအထိဝင်ရောက်တိုက်ဟိုဝင်ရောက်သိမ့်ပိုက်တိုက်ခိုက်နိုင်တဲ့ဖြစ်စဉ်တွေကျွန်တော်တို့အာကြားခဲ့ရတာရှိတယ်အော်ဟိုကျွန်တော်တို့မျှော်လင့်နေတာကဘာလဲအဓိကတော့မြို့ကြီးတွေကိုဟိုတက်တွေခြီလာမဲ့လမ်းကြောင်းတွေပေါ့နော်အဒါတွေကိုကျွန်တော်တို့မျှော်လင့်နေတာအဲ့တော့ကျတော့ဝုံကလေးဆိုပြီးတော့တချို့ဟာတွေကခြီလာလို့မရဘူးအာကျွန်တော်တို့အဆင်အဆင်အဆင်ကနေပြီးတော့အာတွားရမဲ့ပုံစံလို့ပြောရမှာဗျအဲ့တော့ဟိုဒီနေ့ဒီကြားရတဲ့တဲ့င်းဟာအာပေါ့နော်မြို့ကြီးတွေကိုစစ်ချီပြီးမဲ့လမ်းအဆလို့ အာကျွန်တော်တို့ပြောလို့ရပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဟို NUG ကစုဖွဲ့ထားတဲ့အာပေါ့နော်ဟိုစစ်ဒေတာတွေရှိတယ်အမှဆိုရင်ကျွန်တော်တို့ရန်ကုန်တိုင်းအတွက်စုဖွဲ့ထားတဲ့စစ်ဒေတာတွေရှိတယ်ဟုတ်ပြီရန်ကုန်တိုင်းအတွက်စုဖွဲ့ထားတဲ့စစ်ဒေတာကရန်ကုန်မှာဘာလို့မလှုပ်ရှားနိုင်သေးရလဲဆိုအရင်တော့ဆိုရင်တော့ဟုတ်တယ်ကျွန်တော်တို့က special task force ပုံစံမျိုးတွေပေါ့နော်ဒီလိုမျိုးကျွန်တော်တို့အာဟိုဟို တ်မှတ်ကြတာပေါ့ဒါပေမဲ့အခုကရန်ကုန်လဲစုဖွဲ့ထားတဲ့ဥစ္စာဆိုရင်ကျွန်တော်တို့အာသူကတရင်ပုံစံမျိုးစုဖွဲ့ထားတာအဲနောက်ပြီးတော့စစ်တေတာပုံစံမျိုးစုဖွဲ့ထားအော်ဒီဥစ္စာတွေကလည်းဒီမှာတစ်ခါလဲပါလာပြီအော်ပြောချင်တာကဗျာသူ့နယ်မြေဒေသလိုက်စုဖွဲ့ထားမှုတွေကနေပြီးတော့ရှေ့ကိုခြိတက်မဲ့ဘောနစစ်ချီမဲ့ပုံစံတစ်ခုကိုကျွန်တော်တို့မြင်တွေ့နေရပြီဆိုတော့ကျွန်တော်တို့အထင်သာမြင်ရတယ်။ရုပ်တွေကပြောကြတာရန်ကုန်နဲ့စုဖွဲ့ထားတဲ့တက်မလှုပ်ရှားသေးဘူးလား။အော်ရန်ကုန်တို့ဓာတ်ရိုက်သွားပြီးလှုပ်ရှားဖို့ဆိုတာကျွန်တော်တို့ ိုအခုချိန်မှာခဲရင်ပါသေးတယ်။တဖြည်းဖြည်းတစ်ဆင့်ဆင့်နဲ့ရှေ့ကိုတိုးတိုးသွားမှာဖြစ်ပါတယ်။အခုရန်ကုန်မင်းလေးအမြန်အမြန်လမ်းဟောင်းပေါ့နော်။ဒီလမ်းဟောင်းကနေတစ်ဆင့်ကျွန်တော်တို့ဆက်သွားနိုင်ရယ်။ဘယ်လိုဆက်သွားနိုင်လဲ။နေပြည်တော်ကိုလည်းသွားလို့ရတယ်။ပဲခူးကိုလည်းဆက်သွားလို့ရတယ်။အဲကျွန်တော်တို့တောင်ဦးသွားလို့ရတယ်။နောက်ဆုံးသူတို့ရဲ့အဓိကပင်မဌာနချုပ်တွေရှိရတိုင်းစစ်ဌာနချုပ်တွေလေလံစကန်ဌာနချုပ်တွေသူတို့ရဲ့စစ်ရုံးချုပ်တွေအထိကိုကျွန်တော်တို့စက်တက်နိုင်မဲ့ အလားအလာတွေကိုကျွန်တော်တို့မြင်နေရတယ်အဲ့တော့ကျွန်တော်တို့ရဲ့စစ်ဟာဘယ်ထိရောက်နေပြီလဲနောက်ပြီးတော့ကျွန်တော်တို့မျှော်လင့်နေတဲ့အထွေထွေထိုးစစ်ဟာစဖို့လမ်းကြောင်းတွေစခင်းနေပြီလားအာဒါတွေကကျွန်တော်တို့ဒီအပိုင်းမှာခက်ဆစ်စိတ်မြင်လာရတဲ့အာဘောလို့မြန်မာပြည်တွင်းပိုင်းကတိုက်ပွဲတွေလို့ကျွန်တော်ကတော့အခုလောလောဆယ်မြင်ပါတယ်ပေါ့ဟုတ်ဆိုတော့လင်းထက်အောင်သုံးအောင်ပြောရဲစကားထဲမှာပါတယ်ပေါ့နော်အဲ့ဒီညောင်လေးပင်လမ်းဆိုတာဒီဒေါ်လန်ကြီး တက်တယ်အခုဆုံးမှုတော့အရင်တော့ဒါခန္ဓာအဖန်ကြံဆိုအဲ့အဲ့ဒါမှန်တယ်အဲ့ဒါမှန်တယ်ဘာလို့ဒီတောက်လျှောက်တော့ငါတို့ဒီဒီဟိုလိုသင်တန်းတွေဘာတွေပေါ့နော်အဲ့လိုမျိုးကာလာတစ်လျှောက်ပေါ့ဟာလည်းငြင်းဆိုလို့ရှိရင်အဲ့ဒီအဖန်ကြံအဲ့လမ်းမှာပဲဖန်ကြံတာဒီညောင်လေးပြင်မတော့အဲ့ရနေပြီးအပြန်မှာဒီကောင်လေးမှာစောင့်ပြီးဖန်ကြံအဲ့လိုလူငယ်တွေဟိုပြန်ဝင်လာတယ်ဆိုလို့ရှိရင်သူကမှတေချာကိုစစ်တာပေါ့လားစစ်တာဟိုဟိုပုံစံတွေကြည့်ပြီးရောနော်သူတို့စိတ်တယ်မှာဒီအသက်ရွယ်တွေသူတို့ တန်တန်တရားရှိတဲ့အသက်ယူနေဆိုရင်ကောင်အကုန်စတဲ့အဲ့မှာမင်းဖုန်းထဲမှာဒီဖြတ်ထားရတဲ့အစားဒီကောင်လည်းအကုန်လုံးကိုရအောင်ပြန်ဆဲတာပြန်ဆဲပြီးအဲ့လိုလီနေမိသွားတာတော်တော်ကိုများတယ်တော်တော်ကိုများတယ်ဆိုတော့ကိုငွေကြီးလို့ဆိုလို့ရှိရင်လည်းခုချင်းဒီအထဲမှာရှိသေးတယ်အဲ့လိုမျိုးနဲ့ပြန်ပြီးမိသွားတာတချို့ကလို့လွတ်တက်လို့ပြည့်လွတ်တက်ပေါ့နော်ဒါပေမဲ့တော်တော်များများအဲ့လိုမှာအဖမ်းခံရတာများကြတယ်အဲ့ဒီလမ်းကြောင်းကဒါပေမဲ့အခုနေရာမှာတော့အခုအချိန်မှာတော့ကြောင်းပြန်ပြန်ဖြစ်သွားပြီး ကိုရီးယားပြည်နယ်တက်တက်ပြီးတော့စော်တဲ့အနေအထားကိုဖြစ်လာပြီသူအမြန်လမ်းမှာသူတို့ရှင်နေတာအလုံးသိရတဲ့အတိုင်းပဲအချိန်မီရှောင်းတကယ်ဝင်ပြီးတော့ကျုံးနေရရှိတယ်အခုဒီလမ်းကြောင်းမှာလည်းဒီမျိုးဖြစ်လာတယ်ရှိတယ်နောက်ပြီးတော့အာထပ်ပြီးပြောပြောချင်တာရှိတယ်ဗောနော်လက်ရှိကအခုဒီရန်ကုန်တရင်လို့ပါဦးလည်းရှိပြီးတော့တော့ဒီအခုဘာလို့ပြောလဲအဲ့ဒီရန်ကုန်တရင်ဆိုလို့ရှိရင်အဲ့မှာကွာကြာပြီကွာသူတို့ဒီအကူအဲ့ဒီသောတကားနားမှာသူတို့တွေဒီလို ဟိုတက်စကန်အနေနဲ့ရှိပြီးတော့တို့ဒီလူစီးရေးဖော်ဆောင်မှုလုပ်တရတာများများနေရှိနေပြီเนาะဒါပေမဲ့စစ်တက်အနေနဲ့ပေါ့เนาะဒီစစ်ကောင်စီအနေနဲ့ကဒီဘာလို့တက်ရင်းတွေကိုဒီကောင်ဒီရင်းဆိုင်သွားပြီးတော့ဖြည့်ရှင်းရဲတာကြီးပုံစံမျိုးတွေမရှိဘူးလို့မြင်တယ် တော်ကျွန်တော်အဲ့နေရာမှာမဟုတ်ကျွန်တော်တခြားနေရာတွေမှာလည်းရှိတယ်။ဟောသွားတော့ကိုရီ PDF တီဆိုတာကဘယ်နေရာဘယ်နေရာရှိတယ်ဒီကောင်တွေအကုန်လုံးမတိပဲတော့မနေဘူးကွာတိတော့တိတယ်ရေဘူးကအပြင်တော့တိတော့ဒါပေမဲ့အဲ့လိုနေရာတွေဝင်ပြီးကျုံးနိုင်မျိုးတွေမရှိဘူးတခြားဒီလိုဆိုလို့ရှိရင်ဒါညောင်ဦးဘက်မှာဆိုလို့ရှိရင်လည်းစစ်ကြောင်းထိုးရမျိုးတွေရှိတယ်ဒါပေမဲ့ညောင်ဦးမှာလည်းအဲ့လိုပဲ PDF တီဒါတော့လျှောက်ဒါဟိုနေကျုံကျုံလာခဲ့ဘာလို့ဘာလို့ငါအဲ့လိုပြောလဲဆိုအဲ့ညောင်ဦးဘက်ဆိုဒီညောင်ဦးနဲ့ပတ်သက်ပြီးတော့သူတို့တော့ဒီ ပုံနေနေဆိုရင်တောက်လျှောက်ငါကူပြီးခဲ့တာလည်းရှိအောင်ဆိုတော့အဲ့ဒီမှာအခုဒီနေ့ဆိုတာ PDF တွေကအဲ့မှာအရင်ကြီးစိုးမှုတာအတွက်ကြောင့်ဆိုပြီးတော့စစ်ကောင်စီကစစ်ကြောင်ထိုးရမယ်စစ်ကြောင်ထိုးလေဒီကောင်တွေခဏလောက်ပဲဒါကလည်းအပေါ်ကအထက်ကိုအမိတ်မပေါ်တွင်အရင်ကြီးဖိအားပေးလို့ဒါထိုးတယ်လို့မြင်တယ်လက်ရှိဒီရင်ကြီးဒီရန်ကုန်တရင်အခုရှိနေရဒီရင်မယ်အဲ့တော့ပျော်သိကျင်တာစစ်တပ်အနေနဲ့ကဒီငါတို့ PDF တွေကိုထိတ်တက်ရင်ဆိုင်ပြီးတော့သူတောင်းရှင်းဖို့နည်းနည်းလေးသူတို့တွေ့ဝင်နေတာလားဒါမှမဟုတ်လို့ဆိုတာဒီနောက်ကျဘယ်လိုမြင်လဲ ဟိုဟာဟိုဟာဘောလို့မတိုက်ရဲတာမတိုက်ရဲတာမတိုက်ရဲတာဟုတ်တယ်အဲ့ဥစားတကယ်ဖြစ်နေတာကျွန်တော်လေအဲ့ဥစားနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုကျွန်တော်တို့စစ်တပ်ထဲဝင်တော့ဘောနော်ဒါ2010လောက်မှာကျွန်တော်တို့2010 2017မှာကျွန်တော်တို့ကအရာရှိဖြစ်တော့အဲ့တော့ဆိုရင်ကျွန်တော်တို့ကဟိုဘောလို့ ဟိုတာဝန်ကြမှာကြောက်တဲ့နေမြေရှိတယ်ကျွန်တော်တို့အဲဟိုပါဘောနော်ကော်မရှင်မယူရယ်လို့ခေါ်တယ်ဒီ convocation ထဲမှာကျွန်တော်ကော်မရှင်မယူတာဘောနော်အဲဥစား CR ခန်းချုပ်ကိုယ်တိုင်ပေးတာအခုဘယ်ဟိုတာဝန်ကြလဲဆိုရယ်စားစားတော့အဲ့မှာတခါလေးယူရမှာအဲ့ပိဿာနဲ့လာအဲ့ကြတော့မှာတခါလေးဖွင့်ကြည့်ရအောင်ဘောအဲ့တော့အဲ့လို UV ဆိုရင်အာသူကဟိုဟာဖြစ်တာဘောနော်အဲ့ convocation ထဲမှာ SRS ယူလာပြီဆိုရင်စိုင်းနဲ့ပြောရအဲ့စိုင်းကိုတချို့သူပုတ်တာဘောနော် SRS ကိုဖဲပုတ်သူလို့ပုတ်တာ ဖဲပုတ်လို့ပွက်တာဆာရလေးကိုအဲ့လိုဖဲပုတ်ဖြည်းဖြည်းချင်းပွက်တာကွာကျွန်တော်လည်းအဲ့လိုပဲအဲ့လိုဆိုကျွန်တော်ကြာမှာကြောက်တဲ့နေနေတွေရှိတယ်ဘာလဲဆိုအဲ့ဒါဖာပုံဘက်ဖာပုံဘက်ကတော့လူတိုင်းကြောက်တယ်ဘယ်သူမှမဖြစ်ကြောက်တယ်ဗောနော်နောက်ပြီးတော့သူကဆောင်းဖို့တော့ရှိတယ်ကိုက16ဖာပုံတက်မလွန်ဆိုပြီးတော့ရှိတယ်နောက်ပြီးတော့အဲတော့ကချင်မှာ2010ဝင်းချင်မှာတော့ကချင်မှာတအားကို ဟိုတိုက်ပွဲဖြစ်နေတာအရင်တော့ကချင်ကြတဲ့သူတွေကတအားပြောတာကချင်ရဲကချင်ကြယူဆိုရင်ချမ်းသာပြီလို့အဲ့လိုမျိုးတွေးကြတာပေါ့ပတ်စံဆိုအဲ့လိုအထုတ်လိုက်ပါတချို့တက်တွေဆိုရင်အဲ့လိုရှစ်အကိုကဒီတက်ကအရာရှိမလားအာသူကအတက်ကအရာရှိအောင်မှာသူအိမ်ပြန်လာပဲဖြစ်သူတင်တန်းသွားတက်တာပဲဖြစ်အဲ့လိုခြေတန်းကနေလာပြီဆိုအဝဖြစ်ပြီဆိုသူကအတက်ကသူ့အတွက်ခွဲတန်းဆိုပြီးတော့တတ်တတ်ထားပြီပေါ့နော်မင်းတို့တလောက်တသိန်းရပဲအစားမင်းဘယ်ဘယ်ရောက်ရောက်ဆိုပြီးအဲ့လိုမျိုးခွဲပြီးတာပေါ့နော်တချို့ကမိုးဘိုးတွေပြေးကြအဲ့လိုမျိုးအဲ့ဘက်ကတက်အဲ့တော့ကချင်ကတိုက်ပွဲတွေပြန်ဖြစ်နေတော့ရှယ်ဖြုံးဟန် အဲ့လိုလေကချင်ကြမအောင်တအားကြောက်ကြဟုတ်ပါတော့နောက်ပြီးတော့ဟိုအဲ့လိုပဲတခြားနယ်တွေရှိသေးတယ်ကွာအဲ့တော့ဆိုကရင်ပြည်နယ်ပေါ့လေကရင်ပြည်နယ်လည်းအဲ့တော့မငင်းညာသေးဘူးမိုင်းတွေအတကုံဆွဲခံကရင်ပြည်နယ်ဝင်ကရင်ပြည်နယ်ရောက်ပြီးစားနေတိုတစ်ရှစ်တစ်ဘယ်တော့ဖြစ်မလဲဆိုတာပဲဟိုကဖြစ်ပြောချင်တာကတိုက်ရမအောင်ကြောက်တယ်ကျွန်တော်တို့အန်စာကတော့ကြားလာပြီတလားအဲ့လိုအဲ့လိုစိတ်တက်မျိုးဖြစ်တာကဒီစစ်တပ်မှာကြားလာပြီအဲ့ကြောင့်မလို့ဒီစစ်တပ်ကအခုချိန်တကယ်တမ်းတိုက်ရခိုက်ရတဲ့အချိန်မှာလူတွေမတိုက်ရဲတော့တာပေါ့အဲကျွန်တော်တို့ အဲဟာအဲ့လိုကြည့်ပြီးတော့ဟာဟုတ်ပြီငါဒါလွတ်ပြီကျွန်တော်တို့ဆိုမုံပြီနယ်ကြာဟာမုံပြီနယ်ဆိုကြာပြီဒါပေမဲ့တေချာတိတော့မဟာမုံပြီနယ်ကလည်းကင်းပြီနယ်ဘက်ကိုပြန်ထွက်ရတယ်ဆိုတော့ဟာမဟုတ်ဘူးလို့အဲ့ဒါဆိုတော့တူတူချင်းတွေပြန်ပြစ်မလားဆိုဒါပေမဲ့ကိုရီဝင်ပြီးသိမ့်မကြပါဘူးဒင်းကြီးတွေပါယူပြီးတော့ NC တွေပါ K AY KN ကလက်လက်မှတ်တွေပါထိုးကြပါဘောနော်အဲဒါကဟိုသူတို့ရဲ့ဟိုစိတ်သက်အကြောင်းကိုကျွန်တော်ပြောပြအခုလည်းအဲ့လိုဖြစ်နေရှင်းန်းထွက်မှာတေမလောက်ကြောက် အဲဘယ်နေရာမှာ PDF ရောက်လာပြီလဲရောက်လာပြီလဲဘယ်နေရာမှာ PDF ရောက်လာပြီလဲဘယ်နေရာကို PDF ကဝင်သွားပြီလဲအဲ့ဒီဟာကို light တိုက်ဆန်းဆိုရင်အတကုံကြောက်ကြအဲ့လိုပုံစံမျိုးအခုကဖြစ်နေတယ်ဟုတ်ပါဗျာအခုကုနာပြောဆိုကဒီတန်ရင်းတွေကိုမရှင်ရဲဘူးလားဆိုဟုတ်တယ်မရှင်ရဲတော့ဘာလို့မရှင်ရဲတော့လဲဆိုရင်ဟိုသူတို့မှာကတိုက်ဆွမ်းရည်ကတော်တော်နည်းသွားပြီကျွန်တော်ခဏခဏပြောရပေါ့နော်အဲ့ဒါတိုက်ဆွမ်းရည်နည်းတယ်စိတ်တက်စိတ်တက်မရှိတော့ဘူးနောက်ပြီးတော့သူတို့ကိုယ်တိုင်အတုံးပြုတ်နေတဲ့စစ်သားတွေကိုယ်နိုင်က တည်ရဲတည်ရဲတဲ့ကောင်လည်းမဟုတ်တော့ဘူးတခုပဲတည်ရဲတယ်ဘယ်ချင်းတည်ရဲလဲဆိုလက်နဲ့မရှိတဲ့ပြည်သူကိုပဲတည်ရဲတော့ရှည်တမ်းမှာလက်နဲ့လက်နဲ့ချင်းကင်ထားတဲ့သူတွေဆိုရင်မရှင်ရဲတော့ဘူးအဒါကအဓိကစိတ်တယ်လက်နဲ့လက်နဲ့ချင်းရှင်ရှင်ပြီးတော့ကင်တဲ့သူအချင်းချင်းမှာတခုကမင်းလက်တည်ရဲငါလက်တည်ရဲငါငါလက်တည်ရဲမင်းလက်တည်ရဲဒီလိုမျိုးပုံစံမျိုးနဲ့သွားကြရလေနော်ဒါပေမဲ့ဒီကောင်တွေမှာကျတော့တည်ရဲတည်ရဲတဲ့စိတ်မရှိတော့အခုပကံကြောင်ဦးဘက်ညောင်ဦးဘက်ကိုဟိုကိုကုနာပြောဝင်လာတဲ့ညောင်ဦးဘက်မှာတိုက်ပွဲတွေဖြစ်တယ် PDF ဝင်လာပြီဆိုတော့လည်းအလိုလိုကြောက်နေတယ် Voilà. ဟိုတလောတော့ဆိုရင် PDF မှာပြောနေအာကိုရီးယားဆန်းတို့မန္တလေးတွေဝင်သွားတာအောင်ပါအာသူတို့တိတ်ဘလောက်ကြောက်နေချက်ချင်းပဲမန္တလေးမှာဟာလာပေါက်ကလုံးတို့ဘာလို့ဦးစီးရဲ့ပြည်သူစစ်တွေပါပြရာတွေခတ်တယ်ဟာလာအာဝင်သွားတယ်ဟိုမှာကြောင်မျိုးမင်းတို့ကြောင်ဆိုးတို့ဟာအော်နေကြဒီကိစ္စအောင်ဟိုဝင်သွားပြီဘာလို့ကြာမှလဲလောက်ကြပါအောင်ဟိုမှာဇော်ဘုံးလင်းတို့ဆိုဟိုလောက်ကြပါအောင်ဝိုင်ဖိုင်နဲ့ညာဖိုင်နဲ့အဲ့လိုမျိုးဖြစ်နေရကွာဟိုပြောချင်တာဟိုဒီကောင်လေးကကျွန်တော်တို့တော်လိုင်းတက်တွေဝင်လာပြီဘယ်နေရာတွေမှာကြီးဆိုးနေပြီဆိုတာနဲ့ဟိုဒီကောင်လေးကတွားရမှာကိုကြောက် နေတာအဲ့ဒီတော့ဘလို့ဖြည့်ရှင်းရမလဲဘလို့ငါတို့ပြန်တိုက်ရမလဲဆိုတော့ဥစ္စာမျိုးကျွန်တော်တို့မရှိတော့အခုတတော်လဲဒါနောင်ချိုဘက်မှာအာကျွန်တော်တို့တိုက်ပွဲတွေအတခုံဖြစ်နေတယ်တည့်ဟိုသူတို့ဘက်ကနေပြီးတော့အင်အားကိုထောင်ထဲချီပြီးတော့အသုံးပြုတယ်လေရင်တွေရော drone တွေရောဗပောင်းတို့အမြောက်တွေရောဓာတ်တွေကိုဗပောင်းတို့အသုံးပြုပြီးတိုက်နေတော်ညာလဲအခု TNL ကိုသူတို့မတိုက်နိုင်ဘူးနောင်ချိုကိုလုံးဝမရသေးဘူးတချို့သတင်းတွေမှာတက်လာတယ်တချို့နေရာဆွတ်လို့ရတယ်ဆိုပေမဲ့ TNL ဘက်ကငြင်းထားတယ်ဘယ်နေရာမှမဆွတ်လို့တော့ဟုတ်သူတို့ဟိုဒါ AC ပဲရှိနေသေးတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်သူတို့တိုက်နေတယ်တကယ်ခံတိုက်ရင်ဒဏ်ရရတဲ့သူတွေလည်းပုံများတယ် DNL ဘက်ကလည်းပို့ပြီးတော့တိုက်နေတယ် DNL ဆိုရင်စစ်မျက်နှာနှစ်ခုကိုတိုက်နေတယ်တော့တစ်ဖက်မှာဆို SSPP နဲ့လည်းဖြစ်နေသေးတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီဘက်ကစစ်တပ်နဲ့လည်းဖြစ်နေသေးတယ်အဲ့လိုအခြေအနေမျိုးတွေဖြစ်နေတာပေါ့နော်အဲ့တော့ပြောချင်တာကဟိုပေါ့နော်စစ်တပ်ကတိုက်တော့တိုက်တယ်ဒါပေမဲ့မတိုက်ရဲတာတိုက်တော့တိုက်တယ်မတိုက်ရဲတာအပေါ်ကကောင်တွေကြောင့်အခုဟိုပါပေါ့နော်ကြော်သွားလင်းလို့လို့ကောင်တွေညှိကုတ်ဖြစ်လာတော့ပူဆိုးတယ် ဒီကောင်လေးကျတော့ယုံကြီးပေါ်မှာနေပြီးတော့အတချိန်လုံးကျင်းနှန်းနေပဲရင်းနေတာမြေပုံကြီးကြည့်ပြီးစည်ရေးသုံးသက်နေတဲ့ကောင်လေးအဲ့ဒါကအဆင်မပြေဘူးတကယ်ကြောင့်မြေပြင်မှာဘလို့တိုက်ရလဲတက်တွေကိုဘလို့ရွှေ့ရမယ်တက်တွေကိုဘလို့တိုက်ရမယ်ဆိုတော့အာဘာလို့ view ဟာမျိုးဒီကောင်လေးမှာအပြည့်ဝမရှိဘူးနောက်ဆုံးမင်းအောင်လိုင်တော်မှာအပြည့်ဝအဲ့လိုကောင်းကောင်းမလုံနိုင်ပြောရမယ်ဆိုမင်းအောင်လိုင်လက်ထက်ဆစ်ရှုံးတာကြီးပဲမင်းအောင်လိုင်လက်ထက်ဘယ်တော့ခါမှဆစ်မနိုင်လောက်ကန်ယိုလောက်ကန်ယိုနိုင်တာနိုင်တယ်ဒါပေမဲ့အာအပြည့်သက်နိုင်တဲ့ပုံစံမျိုးတွေမဟုတ်ဘူး ေါ့နော်ကချင်ုံလည်းမနိုင်ဘူးကရင်ုံလည်းမနိုင်ဘူးရခိုင်ုံလည်းမနိုင်ဘူးဘယ်တော့ခါမှမနိုင်တဲ့စစ်တပ်ဖြစ်သွားတယ်အဲ့တော့ပြောရမယ်ဆိုအမြဲရှုံးစစ်တပ်ဟာဘယ်တော့ခါမှဟိုစစ်မတိုက်ရတဲ့ပုံစံတစ်ခုဖြစ်သွားတယ်နောက်ဆုံးဟိုကျွန်တော်တို့ရဲ့တော်လှန်ရေးတပ်တွေရတာရှေ့ကိုတိုးနေမယ်ရှေ့တွေခြေလမ်းတွေကတလမ်းပြီးတလမ်းကျွန်တော်တို့တိုးနိုင်သမျှဘောလားတိုးနေသမျှကျွန်တော်တို့ဆက်တိုးနိုင်နေအောင်ပါပဲအဟိုကောင်တွေကတော့တဖြည်းဖြည်းနောက်ကိုတော့တဖြည်းဖြည်းရောက်လာအောင်မယ်ဆိုတော့ကျွန်တော်တို့ကျင်းတီး အာကြည့်လို့ရတယ်မြင်လို့ရတယ်ဗျအခြေအနေတွေကအဲ့တော့ဟိုဘောလို့ဒါလေးကိုနည်းနည်းချုပ်ပြောရမယ်ဆိုရင်စစ်တပ်ကဟိုဘောလို့ဟိုမတိုက်ရဲတော့ဘူးနောက်ဆုံးသူတို့ကိုယ်တိုင်နေမြေစိုးမှုမှုဆိုတာကဟိုလို့မြို့ပြတွေမှာပဲရှိတော့တဲ့အခြေတကယ်လည်းမြို့တွေကိုပတ်လည်ဝိုင်းထားတဲ့နေဒီသတွေမှာတော့စစ်တပ်ရဲ့နေမြေစိုးမှုမှုတွေဟာဟိုလို့မြန်မာပြည်အလဲပိုင်းကြည့်မလားအရှေ့ပိုင်းကြည့်မလားအနောက်ပိုင်းကြည့်မလားဟိုတောင်ပိုင်းရှိမလားနေရာဘောင်းစုံပါဟိုလို့ပျောက်ဆုံးပြီးတော့စစ်တပ်ရဲ့ အဝင်းအဝိုင်းဟာတဖြည်းဖြည်းချန်သီရဲမှာထဲ့ခံထားရတဲ့အခြေအနေတစ်ခုကိုရောက်လာပြီလို့တော့ကျွန်တော်မြင်တယ်ပေါ့နော်ဒါပေမဲ့နည်းနည်းလေးတစ်ဆက်ပြီးပြောရမှာဆိုအဲ့အခြေအနေကြားရပဲရွေးကောက်ပွဲအိမ်မက်မတ်နေတဲ့မင်းအောင်လိုင်းတို့တော့ကတော့ဆိုးဆက်ဖြစ်မဲ့အကြောင်းအရာတွေကတဖြည်းဖြည်းများလာပြီဆိုတာတော့ကျွန်တော်ဖြည့်ပြီးတော့ပြောချင်တယ်ပေါ့အဲဒီတော့ပြောသွားတယ်ဒီမှာအဲ့တော့အဆုံးသတ်လို့ရွေးကောက်ပွဲရွေးကောက်ပွဲကတော့ဟုတ်တယ်ဒီတော့ဒီအခုဒီနေ့ဆိုလေတနေ့ထွက်လာပြီနော်

ခြားလူတွေနေပြီးတော့အပြည့်ကိုနေပြီးတော့ရှိမှုနေရှိရတော့အပြည့်အမပြည့်လို့ရရမှာဆိုတော့ဟိုလုံးလုံးရမယ့်ညွန့်နယ်တွေတိုင်းကိုဒုလုံးလုံးရမယ့်ဒီပြည်နယ်တွေတိုင်းမှာဘလို့ရှိလဲတမျိုးနဲ့ရှိတမျိုးနဲ့ရအောင်လို့ပေါ့တမျိုးနဲ့ရှိတမျိုးနဲ့ရအောင်တော့အဲ့လိုမျိုးပုံစံမျိုးကိုလည်းရအောင်ပေါ့လို့ပြီးတော့တော်တော်လေးပေါ့လည်းသူကကျွန်တော်ဒီ90ရာခိုင်နှုန်းသူ့တော်ကဝင်နိုင်တော်တော်ခေါ်လို့ရတယ်ဆိုတော့ဒီတော်ပေါ်မြင့်ဆိုရရအောင်လုပ်နေစုတာပို့တော့ကျွန်တော်တို့ဟိုတိလိုက်ရတယ်ပေါ့နော်ဒီလေသူကဟိုပြောမပြောလို့ဆိုလို့ရှိရင်တော့ဟို စစ်ကိုပုံနေအောင်တိုင်းနိုင်တော့သူမြင်မြင်လေးသူစင်းပြီးတော့နောက်တက်လာမယ့်ကောင်းတဲ့မင်းတို့အိမ်ကြီးခလရှိဖြစ်နေရတယ်ဤဘလောက်တော့ကြီးရဆိုသူအချိန်တော့ PDF တွေပါလို့မဆွေးလေးပါလားအခုဒီနေ့ဒီကောင်တော့ဝိုက်တယ်မှာ PDF တွေရော ER တွေပါအကုန်လုံးတော့ open ဖွင့်လာပြီးတော့ဆွေးနေဆွေးလေးလို့ရတာဆိုတော့မီးတော့သွားတကယ်ကိုဖြတ်စီရရေပေါ့ဒီကောင်လေးဆိုတော့ဒါကြီးကိုမြင်မြင်လေးရတာပေါ့နော်ဆိုတာဒီနေ့ကကျွန်တော်ညီကတော့ပြောသွားတာတော့လက်လုံးနိုင်ငံရေးခင်းနေတဲ့စီးနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့စုမှုနိုင်ငံရေးနေသားရေး တဲ့ဒီခိုင်အစွန်ဒီစဆရဲချောင်းနေပြီးတော့ပြောပြောတော့တော့ဖြစ်ပါတယ်ဆိုတော့ဘုံကတိုင်းပဲနောက်ဆုံးအနေနဲ့ဒါဒေါင်းလာနေပါတော့မထေပြောကြည့်ပါလိမ့်မယ်အာတရဲတယ်တရဲတယ်တရဲတယ်ဂျဲစန်တတိနဲ့ပြည်စုံတယ်နှလုံးရဲ့လယုံရင်နဲ့ပြည်စုံတဲ့ကျွန်တော်တို့တော်လိုင်းတက်တွေပေါ့နော်အာပြောရမယ်ဆိုဒါတော်တော်အများစုပါပဲကျွန်တော်တော်လိုင်းတက်တွေမှာအာတခြားတစ်ခါလေကြတော့ ဟိုတချို့တွေကပြောမဲအဲ့လောက်မြောက်မနေနဲ့ဆိုပြီးပြောနေဦးမယ်ပေါ့ဒါပေမဲ့ဟိုကျွန်တော်ပုံဝင်လင်းလင်းပြောရပါတချို့တကယ်ကိုလက်ရုံးဝင်နှလုံးရည်စွမ်းရည်ပြေးွားတဲ့ကျွန်တော်တို့တော်လှန်ရေးတပ်တွေတဖြည်းဖြည်းပေါများလာပါပြီအခြေခံကြကြနဲ့ပေါ်တော့အောက်ခြေရနေစပြီးတော့တီဆောက်လာတာက၄နှစ်ကြော်လာပြီပေါ့နော်သုံးနှစ်ကျော်ပေါ့နော်ဒါတကယ်တိဆောက်တယ်လို့ပြောရမှာဆိုရင်တော့အဲ့လိုပဲတခြားသော ER နဲ့ပေါင်းဆက်ပြီးတော့တွေ့ကြုံရှိရဲ့ ER နဲ့ပေါင်းဆက်ပြီးတော့ခြေလန်းနေဟာတဖြည်းဖြည်းတွက်လာပါပြီ။ဘယ်အထိတွက်လာပါလဲဆိုရင်တော့ ရန်ကုန်မြို့နဲ့မနီမဝေးမြို့တွေအထိကိုကျွန်တော်တို့ရောက်လာပြီအာနေပြည်တော်နဲ့မနီမဝေးနေရာအထိရောက်လာပြီရန်ကုန်မန္တလေးကိုဘောနော်အဓိကအချက်ချာကျဆက်သွယ်တဲ့လမ်းမကြီးတွေနားအထိကျွန်တော်တို့ရောက်လာပြီဆိုတော့ကျွန်တော်တို့မြင်ကြည့်ရင်ကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဘာလို့အိမ်ပြန်လာနေပါပြီအိမ်ကူပြန်မဲ့လမ်းတွေမြန်ဖို့အတွက်ကျွန်တော်တို့တော်လန်ရေးမှာဒီထက်အားသုံးဖော်ဆိုင်ဖို့ကြိုးစားမယ်လို့ကျွန်တော်ကတော့ပြောရင်းနဲ့ပဲကျွန်တော်ညီကိုညီအောင်ဒီညတော်ဝေးဒီစီစဉ်ကိုဒီလောက်နဲ့ပဲရန်သားခြင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ 알아두고 좋았고요.